အားလုံးမင်္ဂလာပါဗျာမြန်မာ Valuables ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့စိတ်ညစ်စရာတွေစိုးရိမ်ပူပန်မှုတွေဈားတွေကနေပြီးတော့စီးတကွက်ဖြစ်စေနိုင်တဲ့ဖြစ်ရလေးကိုကျွန်တော်ပြပြပေးခြင်းနဲ့ဘသူအဖေရဲ့ဖြစ်ရလေးလဲဆိုတော့အာနန်ဟဲမင်းဝေရဲ့ဘဝတစ်ခွေမှာကြုံခဲ့ရတဲ့ဟာတာအဖြစ်ပြက်လေးကိုပြန်လည်ပြဝေပေးခြင်းပါအမေရိကန်စာရေးဆရာကြီးအာနန်ဟဲမင်းဝေဆိုတာသူ့ရဲ့စာရေးသားဟန်က Ivory Theory လို့ခေါ်တဲ့ဘဝကိုလေးလေးလတ်လတ်တွေးပြီးတော့တိတိမိမိနဲ့တူ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 ရေးပြတတ်တဲ့စာရေးဆရာတစ်ယောက်ဖြစ်တယ် သူ့ဘဝကအမြဲတမ်းခက်တံကြမ်းတမ်းနေလို့ထင်ရပေမဲ့သူ့ဘဝဖျက်ဆီးမှုတွေမှာလည်းဟာတာအဖြစ်ပြက်ရသွားရှိခဲ့တယ်။အာနာဟဲမှုတွေကကြီးသွားလာတာကိုစိုင်းနေတတ်တဲ့ဒုတိယဝယ်ဖြစ်တဲ့1930ပြည့်နှစ်လုံပိုင်းမှာသူကအရှေ့အာဖရိကကိုအကြိမ်ကြိမ်ကြီးသွားခဲ့တယ်လို့ဆိုတယ်။အထူးသဖြင့်ကင်ညာနဲ့တန်ဇနီးယားအရက်ဒေသတွေကိုကြီးထွက်ခဲ့တယ်။အဲဒီကိုသွားတဲ့အခါမှာသူကအရက်ဘီယာတွေကိုယူသွားခဲ့တယ်။ဟဲမှုတွေကအရက်ဘီယာတွေအလုံးစိုင်းနေတတ်တဲ့ဒုတိယဝယ်ဖြစ်တဲ့ခီးစိန်တစ်လျှောက်မှာသူကတောက်လျှောက်တောက်လာခဲ့တဲ့အတွက် ရက်ပြာရက်ကုံသွားခဲ့ကုံသွားတဲ့အခါမှာသူကသူ့ကိုလမ်းပြပေးတဲ့ဒေသခံတွေပြောရဲငါဘီယာကြီးကုံသွားပြီငါခီးဆက်လို့မရတော့ဘူးဒီဘီယာဆိုတာငါရဲ့အသက်ပဲပေါ့ဘီယာရှိမှငါပြီးပါလို့ရအောင်အဲ့အတွက်ကြောင့်ငါမကြခင်ပေါ့ပြန်လာရတော့မယ်ဒီခီးစဉ်ကိုဆက်သွားလို့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ဒီဒေသခံလမ်းပြပေးကိုပြောရဲအဲ့အခါမှာဒေသခံတွေကမယားမခဘီယာကိုရှာပြီးတော့ပေးပေးခဲ့ရတယ်ဒါကသူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ဟာတာအဖြစ်ပြန်လေးပေါ့ဘီယာရတဲ့အခါမှာသူက ဒေသခံတွေကပြောလဲဆိုတော့ကျေးဇူးရန်တင်တဲ့အာဖရိကကငါရဲ့အသက်ကိုထပ်ပြီးတော့ကယ်လိုက်ပြန်ပြီဆိုပြီးတော့သူကဟာသာတော့ပြီးတော့ပြန်ပြီးတော့ပြောခဲ့တယ်။အာနာဟဲမွေကအာဖရိကမှာပဲနောက်ထပ်အဖြစ်အပျက်တစ်ခုရှိခဲ့တယ်။အဲ့ညာကပါလဲဆိုတော့အာဖရိကမှာအင်အားကြီးတဲ့ကလေးဆန်တွေဖြစ်တဲ့ကြားတို့ချင်းသေးတို့အစင်တို့ကိုသူကအလုံးစိတ်ဝင်စားတယ်။အဲ့တွဲကြောင့်အဲ့ထဲကအင်အားကြီးတဲ့စင်ဟိုပေါ့သူကဖမ်းဖို့သူကကြိုးစားခဲ့တယ်။စင်တကောင်ကိုသူကလှည့်စားပြီးတော့ပြစ်မယ်ပြစ်ပြီးတော့သူကဖမ်းမယ်ပေါ့ အဲ့အတွက်ကြောင့်သူကဆင်ကိုပွားပြီးတော့ချောင်းမြောင်းပြီးတော့ပြစ်ခတ်ဖို့အတွက်ကြိုးစားခဲ့တယ်။ဖြစ်ချင်တော့ဆင်ကသူ့ကိုတတိထားမိပြီးတော့သူနဲ့ပါလာတဲ့လူတွေနောက်ကိုနောက်လျှောက်လိုက်တယ်။သူ့ဘာထွက်ပြေးခဲ့ရတယ်။အဲ့အချိန်မှာမယမကထွက်ပြေးထွက်ပြေးနေတယ်။နောက်ဆုံးသူ့ရဲ့မိတ်ဆွေတွေနဲ့တွေ့ပြီးတော့ဒီဆင်ကိုပြန်ပြီးတော့မောက်ထုတ်ခဲ့ရတယ်။နောက်ဆုံးမိတ်ဆွေရဲ့ဂျေဆုနဲ့ဆင်ပြေးမဲ့ဘေးရန်နေရာကနေပြီးတော့သူ့ရဲ့အသက်ကထွက်မြောက်ခဲ့တယ်လို့ဆိုရမယ်။အဲ့ခါမှာ MOE ကပြောလဲဆိုတော့ ငါအဆင်ကိုလဲစားဖို့သွားတာဆရာငါ့ကိုပြန်ပြီးတော့လဲစားတယ်အဲ့ရောက်ကခံလိုက်ရတယ်ဆိုပြီးတော့ရေမောနဲ့ဟိမေကိုပြောပြခဲ့တယ်ဒါကတော့သူအာဖရိကမှာပြည်ပြခဲ့တဲ့ဘဝအမောပေါ့နော်ပြည်စီနိုင်တဲ့ဘဝဟာတာတွေပေါ့သူကရေမောနဲ့ပြောပြမယ်လေတကယ်တကယ်တပူတွေတူတွေတွေ့မယ်ဆိုရင်တော့လုံးဝအသက်လူပြီးတော့ရင်တုံပန်းတုံဖြစ်စီမှာအမှန်ပဲဒီအာဖရိကခီးစဉ်ကိုအခြေခံပြီးတော့အာနာဟီမေဝေက1935မှာ Green Hill of Africa ဆိုပြီးတော့စာအုပ်လေးတုပ်ကိုလည်းရေးသားထုတ်ပေးခဲ့တယ် အာနဟမွေရဲ့နောက်ထူးခြားတဲ့တစ်ချက်ကအာနဟမွေကကြောင်တွေကိုအလွန်ချစ်တယ်။သူ့မှာသူ့ရဲ့အိမ်မှာမွေးထားတဲ့ကြောင်တွေအများကြီးရှိတယ်။ဘလို့ကြောင်မျိုးသားတဲ့ဆိုတော့စစ်တိုကပ်လို့ခေါ်တဲ့ခြေချောင်းလေးတွေ6ချောင်းပါတယ်ပေါ့။တစ်ဖက်ကို6ချောင်းစီပါတဲ့ခြေချောင်းချောင်းပါတဲ့ကြောင်မျိုးစိတ်ကိုသူကအများကြီးမွေးထားတယ်လို့ဆိုတယ်။အဲ့ကြောင်လေးနဲ့ပဲသူကအများအိမ်မှာရှိတဲ့ချိန်ဆိုတော့အဲ့ကြောင်လေးနဲ့ပဲအချိန်ကုန်လေးရှိတယ်။အဲ့ကြောင်လေးကိုသူကအလွန်ချစ်တယ်။ဒါပေမဲ့တရက်မှာတော့အဲ့ကြောင်လေးကိုသူကဒေါသထွက်ခဲ့တယ်။ဘာလို့လဲဆိုတော့ဟင်းမွေက သူစားဖို့ပြင်ထားတဲ့အစားအစာတွေတောင်းလိုက်အကုန်လုံးဖျက်ဆီးပလိုက်တယ်တချို့ကလည်းစားပလိုက်တယ်အဲ့ရောင်ရောင်သူကဒေါသထွက်ပြီးတော့ဟဲ့ဒီကြောင်တွေငါနဲ့တွေ့မယ်ဆိုပြီးတော့အခန်းတစ်ခန်းလေးကိုထည့်လိုက်တယ်မင်းတို့တွေအကုန်လုံးအခန်းထဲကိုဝင်ပြီးတော့နေလိုက်တော့ငါလည်းဝင်မယ်ဘယ်သူမှအပြစ်မထွက်ကြဘူးဆိုပြီးတော့သူကပြောပြီးတော့တကားကိုလော့ချလိုက်တယ်ဖြစ်ချင်တော့အဲ့တကားကလုံးဝလော့ကျသွားပြီးတော့ခွင့်လို့မရတော့ဘူးဒါပေမဲ့အထဲရောက်သွားတဲ့ကြောင်တွေကတော့ကြောင်ဖြစ်တဲ့အတွက်ပုတ်ပုတ်ပပနဲ့အပေါက်တတိလေးတွေကနေပြီးတော့ထွက်ပြီးတော့အကုန်လုံးအပြစ်တွေရောက်ဝင်နောက်ဆုံးအဲ့ခန်းထဲမှာပဲ ာနဲ့ဟဲမေးဝေကတောက်တဲ့ပြိမိနေခဲ့တယ်။အဲဒီချိန်မှာသူကသူ့အပြည့်အဝကိုသူကြည့်ပြီးတော့ဒေါသလည်းထွက်ပြုံးလည်းပြုံးမိခဲ့တယ်။နောက်ဆုံးသူ့ရဲ့မိတ်ဆွေတယောက်ကအိမ်ကိုလာတဲ့အခါမှာမှဒီတကားကိုအင်းကလည်းဖွင့်ပြီးတော့လော့ကိုဖြီးပေးခဲ့ရတယ်။ဒါကအာနဲ့ဟဲမေးဝေနဲ့ကြောင်နေရဲ့စစ်ပွဲလို့လည်းပြောဆိုအာနဲ့ဟဲမေးဝေနဲ့သူကြည့်ရတဲ့ကြောင်နေနဲ့အပြည့်အဝလို့လည်းပြောလို့ရတယ်။နောက်ဆုံးအာနဲ့ဟဲမေးဝေကသူ့အိမ်မှာမွေးထားတဲ့ကြောင်လေးကိုသူကချစ်စနိုးနဲ့နာမည်ပေးတဲ့အခါမှာစာကြီးစရာနာမည်ကိုပေးတယ် ဘယ်သူစာရေးဆရာနာမည်လဲဆိုသူရဲ့မိတ်ဆွေငငယ်ချင်းစာရေးဆရာနာမည်ကိုဖေးတယ်ဥမာအန်ဒါဆန်လို့သူရင်းနှီးဆုံးချစ်ခင်ဆုံးဖြစ်တဲ့ငငယ်ချင်းဖြစ်တဲ့ feature လို့ score feature လို့အဲ့လိုနာမည်ကိုဖေးတယ်ဖေးတဲ့အခါမှာဒီเจ้าရီကိုသူရဲ့မိတ်ဆွေတွေကသိတဲ့အခါမှာသူ့ကိုမေးတယ်အာနာမင်းဘာလို့တောင်းလေးကိုစာရေးဆရာနာမည်ကိုဖေးရတာလဲဆိုတော့သူကရီမမောနဲ့ပြုံးပြီးတော့ပြန်ပြောတယ်ဘာစာရေးဆရာဖြစ်တဲ့အတွက်ငါကြောင်လေးရတယ်တနေ့နေ့တစ်ချိန်ချိန်မှာစာရေးဆရာဖြစ်လာမယ်တောင်းလေးဘွားဆိုပြီးတော့နောက်ပြောင်ပြီးတော့ပြန်ပြောလေးရှိတယ် အာနဟမွေကသူ့ကြောင့်လေးကိုအလွန်ချစ်တယ်။ဒါကြောင့်လဲအာနဟမွေကွယ်လွန်ပြီးတဲ့အချိန်တော်မှာဒီနေ့အထိသူ့ရဲ့အိမ်မှာပြားလိုက်ထားတာလေ။အဲ့ပြားလိုက်တဲ့မှာပဲအဲ့ကြောင့်မျိုးစိတ်ကြီးကကိုရီရှိနေတော့ပဲဟမင်းဝေဟုံးအမ်မျိုးစီယံဆိုရဲနေရာကိုတွေ့ကြည့်မယ်ဆိုရင်အဲ့စစ်တိုကပ်ကြောင့်မျိုးစားတွေအဲ့မျိုးစိတ်တွေကိုရီရှိနေတော့ဆိုပြီးတော့အဲတချို့စာပေတချို့တင်းစားတွေပါပြရတာကိုပြရနိုင်တယ်။နောက်ဟမင်းဝေရဲ့အဖြစ်ပြတစ်ခုကခုနကကြောင်လေးတွေကိုနာမည်ပေးထားတဲ့အဲ score feature ပေါ့ Scott Fitzgerald ဆိုတာကဒီနာမည်ကြီးစာရေးဆရာတယောက်ပဲဖြစ်တယ်။သူကသူရေးသားခဲ့တဲ့ The Great Gatsby ဆိုတဲ့စာအုပ်ကစာအုပ်အနေနဲ့လည်းအရင်အောင်မြင်ခဲ့တဲ့အခုချိန်ထိဒီ website တွေမှာ Google တွေမှာရှာကြည့်မယ်ဆိုရင်တိတ်ဆုံးကရက်တည်နေတဲ့စာအုပ်တော့ပဲဖြစ်တယ်။ရုပ်ရှင်ပြန်ရိုက်တော့လည်းဒီ Leonardo နဲ့ရိုက်ပြီးတော့အလွန်အောင်မြင်ခဲ့ပြီးတော့ပရိသတ်တွေရဲ့စိတ်ထဲမှာထင်ကျန်ခဲ့တဲ့စာအုပ်ကိုရေးသားခဲ့တဲ့ဒီ Peter Scott Fitzgerald ပေါ့နော်။သူပဲဖြစ်တယ်။သူက Hemingway နဲ့အလွန်ရင်းနှီးတယ်။1920 ြင်းနေပိုင်းမှာဒီ berry မျိုးမှာပေါ့ lock generation လို့ခေါ်တဲ့ဝင်းဆက်တစ်ခုရှိတယ်ဆိုလိုချင်တာကဒီပထမကဘာစစ်ပြီးပြီးတော့ဒီလူငယ်တွေပေါ့လူငယ်တွေကလမ်းပြောင်နေရဲ့သူတို့ဘဝရည်တည်ချက်တွေဘာလို့လုံးကမမတိပဲနဲ့ဒီအလေလွင့်နေရဲ့လူငယ်တစုပေါ့အဲ့လူငယ်တစုစာရေးစရာပေါ့အဲ့တွေက berry မျိုးမှာတွားပြီးတော့တွားစုရဲ့တွားစုတဲ့အခါမှာအဲ့ထဲမှာ hemingway နဲ့ခုန scoffidge လည်းပါခဲ့တယ်သူတို့နှစ်ယောက်ကအဲ့မှာယဉ်ကြီးတယ်ယဉ်ကြီးပြီးတော့သူတို့က ဘဲရာတွေကိုအတူတူလုပ်ကြတယ်ဆိုတော့ဒီစာပေနဲ့ပတ်သက်ပြီးတော့ပလေယာလည်းဖြစ်တယ်ပလေစာပေနဲ့ပတ်သက်ပြီးတော့ပလေယာတွေလည်းလုပ်တယ်ရုပ်ဝတ်တယောက်လည်းလေးစားမှုတွေရှိကြတယ်ရုပ်ဝတ်တယောက်လည်းနောက်ဆုံးအရန်ချစ်ခင်ကြတယ်ရုပ်ဝတ်တယောက်လည်းအရန်မိတ်ဆွေရင်းချလို့ဆက်ဆံကြတယ်နောက်ဆုံးသူတို့ရဲ့ဇာတိလက္ခဏာတွေကပွဲပြားနေပေမဲ့လည်းအမြဲတမ်းအတူတူလုပ်တဲ့အရာတခုရှိတယ်အဲ့ဒါကအရက်တူတူတောက်တာပဲဖြစ်တယ်အမ်မွေကအရက်အလွန်ကြိုက်ကြိုက်တယ်အဲ့လိုပဲဖီချာကလည်းရက်ကြိုက်တယ်အဲ့ခါမှာသူတို့နှစ်ယောက်ပေါင်းပြီးတော့အမြဲတမ်းအရက်ဆိုင်မှာစုံဖြစ်တယ် ဲ့လိုရက်ဆိုင်မှာစုံတဲ့အခါမှာဒီ visual ကအရန်စကားများတယ်လို့ပြောတယ်။သူကအများနဲ့ဒီအရန်မတောက်ခင်လည်းပြောတယ်။အရန်တောက်ပြီးတဲ့အခါမှာလည်းတွတ်တွတ်နဲ့အများနဲ့စကားပြောတတ်တဲ့သူတွေရော။နောက်ပြအဲ့လိုပြောပြီးတဲ့အခါမှာလည်းသူကအများနဲ့အမင်းဝင်ကို challenge ခေါ်တယ်။အဲ့ဒါကပါလဲဆိုတော့သူရက်ဆိုင်မှာအရက်ပြိုင်တောက်ကြတာပေါ့။အဲ့လိုပြိုင်တောက်တဲ့အခါတိုင်းမှာ visual ကအရက် doubling ပုံပြီးတဲ့အခါသူကမူးပြီးတော့မှောက်သွားတယ်။ဒါပေမဲ့ Hemingway ကတော့တောက် doubling ကိုဆက်တောက်နိုင်တယ်။ဆိုလိုချင်တာက Hemingway ကအများနဲ့နိုင်တယ်ပေါ့။ အဲ့လိုရက်ပြိုင်တောက်ဖို့ကိုလည်းစင်ကိုရာကဖီဂျွယ်ကခေါ်တယ်ဒါပေမဲ့ဟဲမင်ဝေကအများနဲ့နိုင်တယ်ပေါ့ရက်ဒပလင်းပုံတဲ့အချိန်မှာဖီဂျွယ်ကအများနဲ့ပေါက်ပြီးတော့မူးသွားတယ်ဆိုပြီးတော့ဟဲမင်ဝေကဒီ a move evers fee ဆိုတဲ့သူရဲ့ဒီအထုပ်ပတ်တိစာအုပ်ပေါ့ဖိစာဝတီထဲမှာရေးထားတာကိုတွေ့ရနိုင်တယ်စကော့ဖီဂျွယ်ကသူကအရက်အလွန်ဇွဲလန်းတယ်ဇွဲလန်းတဲ့အတွက်အရက်နဲ့သက်ဆိုင်တဲ့တမ်းမာရေမကောင်းဘူးလို့သူခံစားတယ်ခံစားတဲ့အခါမှာသူ့အိမ်ကမိန်းမပေါ့သူ့ရဲ့ဇနီးတွေဖြစ်တဲ့ဇယ်လာတာပေါ့ ဇလတာကသူ့ကိုအများကြီးပြရပေးရရှင်အရက်ဖြတ်တော့ရှင်ရက်ဖြတ်တော့ဆိုပြီးတော့ feature ကိုပြရပေးတယ်အဲ့ခါမှာ scope feature ကစိတ်ညစ်တယ်စိတ်ညစ်ပြီးတော့သူတို့ရမေးဝင်နေတွေ့နေကြအရက်ဆိုင်ဝင်သွားတယ်သွားတဲ့ခါမှာဟဲမှုကိုအခုညောင်းတယ်အာနန်းငါအရက်ကိုဘယ်လိုဖြတ်ရမလဲငါ့ကိုဘာရင်မိမကတော့အရက်ဖြတ်ခိုင်းနေပြီကျမရေမကောင်းလို့ဆိုပြီးအဲ့ခါမှာအာနန်းဟဲမှုကသူ့ကိုနှလုံးစိုက်ပြီးကြည့်ပြီးတော့ scope ရငါလဲအရက်သမားမင်းလဲအရက်သမားပဲအရက်သမားချင်းတူတူငါ့ကို တက်ခိုင်းမှာတော့ငါဘလို့လို့တည်မှာလဲငါတော့အရင်မဖြတ်နိုင်သေးရဆိုပြီးတော့ဒီအာသာနှောပြီးတော့ပြန်ပြောခဲ့တယ်။ထိုက်ကမှာ feature လဲဒီမျိုးနဲ့ဖြစ်ခဲ့တယ်လို့ဆိုတယ်။အာနန်ဟဲမင်းဝေနဲ့ဒီ scope feature ရဲ့အကြောင်းကိုခုနကကျွန်တော်ပြောခဲ့တဲ့ a movable feed ဆိုတဲ့ဟဲမင်းဝေရဲ့အထုပ်ပတိစာအုပ်ထဲမှာလေ့လာလို့ရနိုင်တယ်။တို့တွေဒီအတူသွားပြီးတော့ကြုံတွေ့ရတာတွေရှိတယ်။နောက်တစ်ခုကတို့နှစ်ယောက်ကအရင်ရင်းနေတယ်ရင်းနေတဲ့အတွက်ရက်ဆိုင်မှာရက်တောက်ပြီးတော့ပြန်ရင်လည်းအတူတူပြန်ကြတယ် တစ်ခါတစ်ခါမှာတော့သူနေအတူတူပြန်ရင်းနဲ့ဒီအများသုံးအင်နာကိုဝင်ခဲ့မိတယ်အများသုံးအင်နာတွေကိုဝင်တဲ့အခါမှာအဲရောဝင်တဲ့အခါမှာအဲ့မင်းတကားကြီးကလော့ကြပါလော့ကြပါတဲ့အခါမှာသူတို့ကြီးကဒီအပေါ်ပါးတွေသွားပြီးတဲ့အခါလဲကြလိုက်ကြအောင်ပြန်ထွက်တဲ့အခါမှာဖတ်လို့မရတော့ဒီ feature နဲ့အနေဟဲမဝင်နေတာပြန်ဖတ်လို့မရပြန်ဖတ်လို့မရဘူးလူနှစ်ယောက်ကလည်းမူးနေတယ်မူးနေပြီးတော့တကားကလည်းလော့ကြနေတဲ့အခါမှာဘာလို့လို့ဘာကြရမှမသိတဲ့အခါမှာတကားကိုထုတယ်ပြီးတော့သုံးဖွင့်တယ်အဲ့ချိန်မှာအပြန်လူတွေကအတန်ကြားလဲကြားလဲကြားအောင် အမြန်နေပြီးတော့ပြွင့်ပြီးလိုက်တယ်ပြွင့်ပြီးလိုက်တဲ့အခါမှာသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့လိန်သူချစ်သူဆိုပြီးတော့တင်သွားကြတယ်ပြီးတော့အဲထဲမှာလည်းမြတိညပတ်တွေလုံနေရဆိုပြီးတော့ဇက်ကလည်းတီလိုတီလိုပြောပြီးတော့သူတို့နှစ်ယောက်ကိုတင်သွားတယ်ဆိုပြီးတော့အာနဟင်းမွေကဒီဒီပြုံပြုံဖြစ်ခဲ့တယ်လို့ဆိုရယ်ဒီရနဲ့ပတ်သက်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဒီအမတ်တရားတွေသက်ဆိုင်ရာအကြောင်းအရာတွေအများကြီးရှိတယ်လို့ဆိုရပါပဲဒီရတွေကတော့အာနဟင်းမွေရဲ့အာတညာပါတဲ့အဖြစ်အပျက်တွေပဲဖြစ်တယ် စိတ်နှစ်ဆရာကြားကစေတခွက်ဖြစ်စေမယ်လို့လည်းပြောလဲပါတယ်။အာနယ်ဟမ်မွေဆိုတာကရင်းရင်းမှုစွန်းစားမှုစာပေနဲ့ပတ်သက်လာရင်စွန့်လွတ်အနစ်နာခံတတ်တဲ့ပုံစံတရားပဲဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ဘဝတစ်ခွေ့မှာလည်းစိတ်နှစ်ဆရာကြီးကြားတဲ့ကစေတခွက်ဖြစ်စေနိုင်တဲ့အာသားမြောက်ရဲ့အဖြစ်အပျက်တွေပြန်တွေးပြီးတော့ရည်ရစေနိုင်တဲ့အကြောင်းအရာတွေလည်းရှိခဲ့တယ်ဆိုတော့ကျွန်တော်ပြောတယ်။ရောက်ဝေပြီးချင်းဖြစ်ပါတယ်။ထူးခြားတဲ့စာရေးဆရာကြီးတွေရဲ့နောက်ွယ်မှာလည်းအာသားဖြစ်ပျက်လေးတွေရှိတယ်ဆိုတာကိုကျွန်တော်စိတ်ဝင်စားပွဲ ေးရနိုင်တယ်လေးလာလို့ရနိုင်တယ်ဒါကတော့စင်းကြီးဆရာကြားကစေးတကွက်လို့ခေါင်းစဉ်ပေးထားတဲ့အာနယ်ဟေမီဝေရဲ့ဘဝဖြတ်သန်းမှုမှာကျုံ့ရခဲ့ရတဲ့အာသာလေးတွေပဲဖြစ်ပါတယ်ဒါကတော့အပိုင်းတစ်ဖြစ်ပါတယ်ဒီလိုလေးကိုအဆုံးထိလိုက်ပါကြည့်ပြီးတဲ့ဒီပြောက်ချက်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြကြပါဦးအားလုံးပဲ see you in the next video